ဧပြီလတတိယဆေးရက်ပတ်အတွင်းဘင်္ဂလားပင်လယ်ော်မှလီဘီယာနဲ့ရန်ဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးရန်ကုန်တိုင်းအပဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်၁၂ခုမှာ၅ရက်ကနေ၈ရက်ခန့်ထိမိုးရွာသွန်းနိုင်ကြောင်းမိုးလီဝတ်သားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာဒိန်နှင်းငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အထိနှင်းကနေတိမ်ထူးထွန်းနိုင်ကြောင်းသိရပါတယ်။မိုးရွာသွန်းမှုအနေနဲ့ရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း AR တိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြင့်ထက်ပုံနိုင်ပြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးရွာသွန်းမြင့်ခန့်မိုးထစ်ကြုံရွာတိုင်းတောင်တည်ရပါတယ်။မိုးရရက်အနေနဲ့ရန်ကုန်တိုင်းဒေသကြီး ်ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရိုင်ဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကင်းပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ၅ရက်ကနေ၈ရက်ခန့်နေပြည်တော်နဲ့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာ၁ရက်ကနေ၄ရက်ခန့်မိုးထစ်ချုံရွာနိုင်ကြောင်းသိရပါတယ်